နှလုံးလားဓမ္မမောင်းမယ်လူငယ်များဖွဲ့ကနေပြီးတော့နော်ပြုလို့ကျင်ပါအပ်တဲ့တရားသဘင်ဒီတရားသဘင်မှာဦးဇင်းတို့ဟောကြားဖို့ရည်ရွယ်ထားတာကသလာယတနာဝေကတန်ယုတ်ပါဠိတော်ဃာမဏိတန်ယုတ်မှာလာရှိတဲ့ တုတ်တံများကိုဟောကြားဖို့ရည်ရထားပါတယ်ဒီတရားကောင်းစဉ်ကိုတော့ထုံးစံအတိုင်းမြမအနေနဲ့ပေးရမယ်ဆိုရင်ဘုရားဖြေကြားပြဿနာများလို့တရားကောင်းစဉ်ကိုပေးနိုင်ပါတယ်เนาะဘုရားဖြေကြားပြဿနာများတဲ့ကဲအလုံးမှတ်မိအောင်တရားကောင်းစဉ်ပြောကြည့်ပါအောင်ပါတယ်ဟုတ် ုဒ္ဓဖြေကြားပြဿနာများမြတ်စွာဘုရားကိုတိုင် ဖြေကြားခဲ့တဲ့ပြဿနာများဖြစ်ပါလေเนาะပြဿနာဆိုတာဘယ်ခက်ကိုရောက်ရောက်အမြဲတမ်းရှိတယ်အဲ့တော့မြတ်စွာဘုရားကိုတိုင်ဖြေကြားခဲ့တဲ့ပြဿနာတွေကဒီနေ့ခေတ်အထိကအသုံးဝင်နေတုံးပဲတန်ဖိုးရှိနေတုံးပဲအကျိုးရှိနေတုံးပဲပေါ့ဒါကြောင့်ဒီနေ့တရားကောင်းစဉ်ကို ဗုဒ္ဓဖြေကြာပြဿနာများဆိုတဲ့ခေါင်းစဉ်နဲ့ဟောကြားပေးมาဖြစ်ပါတယ်เนาะအေထုံးစံအတိုင်းပဲဥစ္စနုတရားမဟောမိမနာကြသည်မိတရားပိုင်ရှင်ဖြစ်တော်မူတဲ့မြတ်စွာဘုရားကိုဥစ္စနုတရားဟောသူတရားနာသူအလုံးเนาะအနမောတတ္တ၃ချိန်နဲ့ရှ िख ုဥဇောကရလိုက်ကြအောင်ဆိုနမောတတ္တဘဂဝါတော် အရဟတောသမ္မာသမ္ဗုဒ္ဓတာနမော ဝဲကတန်ယုတ်ပါဠိတော်မှာလာရှိတဲ့ကာမဏိတန်ယုတ်တရားတော်မြမလို့ပြောရင်ဗုဒ္ဓဖြေချာပြဿနာများတရားတော်ဖြစ်ပါတယ်ကာမဏိဆိုတာမြမလို့ဘာသာပြန်ရရင်ရွာလူကြီးလို့အဓိပ္ပာယ်ရရွာလူကြီးတွေက မြတ်စွာဘုရားကိုသူတို့သိချင်တာတွေမေးကြတာပေါ့เนาะအခုဒီမှာတရားပွဲပြီးရင်လဲတရားနာပရိသတ်များမိမိသိလို့တဲ့ ြောင်းရာတွေကိုမေးမြန်းနိုင်တယ်။ဥပဇင်တို့သိသလောက်ဖြေမှာပေါ့မသိရင်လည်းမသိဘူးပြောမှာပေါ့နော်။အင်းမြတ်စွာဘုရားကတော့သူတို့မေးသမျှအားလုံးကိုချက်ကြလက်ကြအကုန်ဖြေနိုင်တယ်နော်။ဒီမှာမြတ်စွာဘုရားကိုဘာတွေမေးပြီးတော့ဘာတွေဖြေထားသလဲဆိုတာနားရအောင်ပါနော်။ပထမဦးဆုံးမေးတဲ့လူကြီးကတော့စန္တဂါမဏီလို့ခေါ်တယ်။စန္တဂါမဏီဆိုတာ ုနာမည်ကစန္ဒဂါမဏိဆိုတာကရွာလူကြီးမြန်မာလိုပြောရင်တော့ဥစန္ဒပေါ့ဥစန္ဒလို့ခေါ်တဲ့ရွာလူကြီးနော်ဥစန္ဒလို့ခေါ်တဲ့ရွာလူကြီးကမြတ်စွာဘုရားကိုမေးတယ်မြတ်စွာဘုရားလောကမှာပြောနေကြလူချမ်းလူချမ်းလို့ပြောနေတယ်လူရိုင်းဆိုင်လို့ပြောနေတယ်ဘလို့ဆိုလို့ရှိရင် လူရိုင်းဆိုင်ဖြစ်မလဲ မလို့ဆိုလို့ရှိရင်လူလိမ္မာဖြစ်မလဲမိခွန်းနှစ်ခုမေးတယ်နော်ဥစ္စန္တလို့ခေါ်တဲ့ရွာလူကြီးကမြတ်စွာဘုရားကိုမိခွန်းနှစ်ခုမေးတယ်လူရင်ကြီးဆိုတာဘလို့လဲလူရိုင်းဆိုင်ဆိုတာဘလို့လဲမိခွန်းနှစ်ခုမေးတယ်ဘုရားကရှင်းပြတယ်အေးလောကမှာတချို့သောပုဂ္ဂိုလ်တွေဟာလောဘမကုံသေးဘူးနော်လောဘမကုံသေးဘူး ဒေါသမကုန်သေးဘူးမောဟမကုန်သေးဘူးလောဘတွေဒေါသတွေမောဟတွေမကုန်သေးတော့တဲ့သူ့ကိုသူများကစိတ်ဆိုးအောင်လုပ်မယ်လောဘမကုန်သေးတဲ့ပုဂ္ဂိုလ်တယောက်ကိုစိတ်ဆိုးအောင်လုပ်ဒေါသမကုန်သေးတဲ့ပုဂ္ဂိုလ်တယောက်ကိုစိတ်ဆိုးအောင်လုပ်မောဟမကုန်သေးတဲ့ပုဂ္ဂိုလ်တယောက်ကိုစိတ်ဆိုးအောင်လုပ်အဲ့ဒီလိုဆိုလို့ရှိရင်စိတ်ဆိုးတယ်လေတဲ့ စိတ်ဆိုးပြီးတဲ့စိတ်ဆိုးတဲ့အမူအရာနဲ့ပြန်တုတ်ပြန်တယ်လေသူများကိုယ့်ကိုတခွန်းဆဲရင်ကိုကနှခွန်းလောက်ပြန်ဆဲလိုက်ပါသူများကကိုယ့်ကိုတစ်ကြိမ်ဒုက္ခပေးဖို့ရင်ကိုကနှစ်ကြိမ်လောက်ဒုက္ခပြန်ပေးလိုက်ပါအဲ့ဒီလိုလက်စားချေတုတ်ပြန်လိုတဲ့စိတ်တွေဖြစ်လာအဲ့ဒါလူတိုင်းဆိုင်ပဲတဲ့နော်ဒေါသတကြီးနဲ့သူများကို ပြန်တုတ်ပြန်သူဟာအားလုံးပြောကြည့်စမ်းလူတိုင်းဆိုင်လားလူရင်ကြီးလား လူရင်းဆိုင်တဲ့ဒေါသနဲ့သူများကို ပြန်တုတ်ပြန်လာဟာလူရင်းဆိုင်။ဘာဖြစ်လို့ဒေါသနဲ့ပြန်တုတ်ပြန်တယ်လဲလို့မေးတော့သူ့မှာလောဘမကုံသေးဘူးဒေါသမကုံသေးဘူးမောဟမကုံသေးဘူးလေတဲ့။လောဘဒေါသမောဟတွေမကုံသေးတဲ့ပုဂ္ဂိုလ်ဟာသူများကစိတ်ဆိုးအောင်လုပ်ရင်စိတ်ဆိုးမယ်။ဒေါသတကြီးနဲ့ပြန်တုတ် ပြန်မယ်။အဲ့လိုဆိုလို့ရှိရင် လူရင်းဆိုင်ဖြစ်ပြီပေါ့။ဘာကြောင့်ဦးဇင်းတို့ သူများကမိမိကိုဒေါသဖြစ်အောင်ဆွလာခဲ့လို့ချင်းကိုကစိတ်မဆိုးရအောင်ဒေါသတကြီးနဲ့ပြန်မတုတ်ပြန်ရအောင်အဲ့လိုဆိုလို့ချင်းလူတိုင်းဆိုင်နေဖြစ်ကုန်မှာပေါ့ပုရုဇဉ်တော်တော်များများကဒေါသတွေကြီးကြတာလေဒေါသတွေကြီးတော့သူများကကိုယ့်ကိုစရင်မခံနိုင်ဘူးပြန်တုတ်ပြန်တယ်အဲ့မှာကိုကလူချမ်းကြီးဖြစ်လို့လူရိုင်းဆိုင်ကြီးတွေဖြစ်လို့ နော်ဘသူကပဲစစဒေါသကြီးရင်ဒေါသကြီးတဲ့ပုဂ္ဂိုလ်အပြစ်ဖြစ်သွားရောအဲကြောင့်မြတ်စွာဘုရားကဒီဥစ္စန္တဆိုတဲ့လူကြီးညွာလူကြီးရဲ့မိကုံးကိုဘုရားကဖြေတဲ့အခါမှာလောဘဒေါသမောဟမကုံသေးတဲ့ပုဂ္ဂိုလ်တွေဟာဒေါသတကြီးနဲ့သူများကိုတုတ်ပြန်တတ်တယ်အဲ့လိုဒေါသတကြီးနဲ့တုတ်ပြန်ရင်လူရိုင်းဆိုင်တဲ့ဘုရားကပြောင်းပြန်ပြန်ဖြေတယ် အေးနဲ့အကဲ၍လောဘတွေကုန်းနေတယ်ဒေါသတွေကုန်းနေတယ်မောဟတွေကုန်းနေတယ်ဆိုရင်တော့သူ့ကိုဘလို့မှစိတ်ဆိုးအောင်လုပ်လို့မရအောင်စိတ်ဆိုးအောင်လုပ်လို့မရအောင်စိတ်ဆိုးအောင်လုပ်ခံလို့ရှိရင်လည်းပဲလုံးဝစိတ်မဆိုးစိတ်မဆိုးတဲ့ပုဂ္ဂိုလ်သူများကိုဒေါသတကြီးနဲ့ပြန်မတုတ်ပြန်တဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်ဟာလူရင်ကြီးပဲเนาะအဲ့တော့လူရင်ကြီးဆိုတာ သူများကိုဒေါသနဲ့ပြန်မတုတ်ပြန်တဲ့ပုဂ္ဂိုလ်ဟာလူရင်ကြီးသူများကိုဒေါသနဲ့ပြန်တုတ်ပြန်ရင်အဲ့ဒါလူရိုင်းဆိုင်တဲ့မြတ်စွာဘုရားကလူရင်ကြီးနဲ့လူရိုင်းဆိုင်နှမျိုးခွဲဖြေပေးပါတယ်နော်အဲ့တော့လောဘဒေါသမောဟမိမိတို့ကမကုံသေးပေမဲ့လည်းပဲသူတော်ကောင်းတွေကိုကြည်ညိုအားကြသောအဖြစ်ငါတို့တွေအတတ်နိုင်ဆုံးဒေါသမထွက်အောင်ကျင့်မယ်တိခဏနဲ့အောင်ငါတို့ကျင့်မယ်ဆိုတဲ့စိတ်ထားနဲ့ဥပဇင်းတို့ မိမိတို့ရဲ့ဒေါသကိုထိ ंछ ုပ်ရမှာဖြစ်ပါတယ်เนาะတုတ်တန်တစ်ခုမှာမြတ်စွာဘုရားဟောထားတာရှိတယ်ပုဂ္ဂိုလ်၃မျိုးဘုရားဟောထားတယ်နံပါတ်၁ပုဂ္ဂိုလ်ကဘာလဲဆိုတော့ကြောက်စာနဲ့တူတဲ့ပုဂ္ဂိုလ်တဲ့เนาะဘုဇုံတို့တရားကမ္မတွေเนาะကြောက်စာတွေမြင်ဘူးကြမယ်ကြောက်ပေါ်မှာစာရေးလိုက်မယ်အဲ့ဒါကြောက်စာပဲကြောက်ပေါ်မှာစာရေးလိုက်ပြီဆိုလို့ရှိရင် အဲ့ဒီကြောက်စာကိုတော်ယုံတန်ယုံဖြည့်ဆည်းလို့မရအောင်လေတန်ခန်းတိုင်းနဲ့မိုးတန်ခန်းတိုင်းနဲ့ရေတန်ခန်းတိုင်းနဲ့နေဘူးဘူးမိုးရွာရွာလေတိုက်တိုက်အဲ့ဒီကြောက်စာဟာပြည့်စည်မသွားဘူးเนาะအဲ့ဒီလိုပဲလောကမှာတဲ့ကြောက်စာနဲ့တူတဲ့ပုဂ္ဂိုလ်ရှိတယ်တရားဓမ္မတွေပြောကြည့်ပါဘာနဲ့တူတဲ့ပုဂ္ဂိုလ်ရှိလဲ ကြောက်စားနဲ့တူတဲ့ပုဂ္ဂိုလ်ရှိတယ်ဘယ်လိုပုဂ္ဂိုလ်လဲဆိုတော့လောကမှာတဲ့တချို့တချို့သောပုဂ္ဂိုလ်တွေကဒေါသကြီးတယ်တက္ကနချင်းစိတ်ဆိုးတယ်နော်နည်းနည်းမှပြီးမခံနိုင်ဘူးတက္ကနချင်းစိတ်ဆိုးတယ်ဒေါသကြီးတယ်ဒေါသကြီးအောင်လားဆိုတော့မကသေးဘူးအညို့အတင်းလဲအလွန်ကြီးတယ်အညို့အတင်းလဲကြီးတယ်နော်တုံယုံတုံယုံမဖြောင်းနိုင်ဘူး ်ဆရာတော်တွေကတရားဟောရင်လည်းမပြောက်ဘူးစာဖတ်ရင်လည်းမပြောက်ဘူးတငယ်ချင်းတွေကလည်းနားချတယ်ဒေါသလုံးဝမပြောက်ဘူးတရားထိုင်လည်းဒေါသကမပြောက်ဘူးအညိုအတည်အလွန်ကြီးတယ်နော်စိတ်ဆိုးလည်းလွယ်တယ်အညိုအတည်လည်းကြီးတယ်ဖြောက်ဖို့ခက်တယ်ပေါ့နော်တို့အရှင်ဒေဝတက်ကိုပဲကြည်လေဟိုးလွန်ခဲ့တဲ့ငါးကဘာလောက်ကလေးကနော်ရွယ်ကုန်တဲ့ဘဝမှာဖျားလောင်းကို ရန်ညှို့ပွဲခဲ့တာလေဟောအခုဒီဂေါတမမြတ်စွာဘုရားအထီကိုလိုက်ပြီးတော့ရန်ညှို့ပွဲလာတာမပြောင်းနိုင်ဖြစ်နေတယ်အဲ့ဒီလိုအညို့အတေးကြီးမားတဲ့ပုဂ္ဂိုလ်ကိုတဲ့စာပေထဲမှာကြောက်စာနဲ့တူတဲ့ပုဂ္ဂိုလ်တဲ့မာနဲ့တူတဲ့ပုဂ္ဂိုလ်လဲအဲ့တော့စိတ်ဆိုးလဲလွယ်တယ်အညို့အတေးလဲကြီးတယ်ဖြောက်ဖို့ခက်တယ် အဲ့လိုဒေါသကိုဖြောက်ဖို့ခတ်တဲ့ပုဂ္ဂိုလ်များဒီထဲမှာပါခဲ့လို့ရှိရင်မတားအဲ့ဒါငါတို့ဟာကြောက်စာနဲ့တူတဲ့ပုဂ္ဂိုလ်ဖြစ်နေပြီလို့နော်မကောင်းပါဘူးမကောင်းပါဘူးနောက်ဒုတိယပုဂ္ဂိုလ်ကမြေစာနဲ့တူတဲ့ပုဂ္ဂိုလ်တဲ့ဘုရားတို့မြေကြီးပေါ်မှာစာရေးမယ်လေမြေကြီးပေါ်မှာစာရေးမယ်ဆိုလို့ရှိရင်ရေးလို့ရတယ်ဒါပေမဲ့ကြာကြာမခံဘူးပေါ့နော် မြေပေါ်မှာရေးတဲ့စာအထကြမခံဘူးရေတွေပါတယ်တိုက်စားလို့ရှိရင်လည်းပျောက်သွားတာပဲလူတွေသွာလာလို့ရှိရင်လည်းအဲ့ဒီစာတွေကပျောက်သွားတာပဲအဲအဲ့ဒီလိုပဲလောကမှာမြေစာနဲ့တူတဲ့ပုဂ္ဂိုလ်ရှိတယ်နံပါတ်1ပုဂ္ဂိုလ်เนาะဘာနဲ့တူတဲ့ပုဂ္ဂိုလ်လဲနံပါတ်1ကမြေစာနဲ့တူတဲ့ပုဂ္ဂိုလ် အဲ့တော့အဲ့ဒီပုဂ္ဂိုလ်ကဘယ်လိုမျိုးလဲဆိုတော့စိတ်ဆိုးတယ်သူ့ကိုဒေါသထွက်အောင်လုပ်ရင်ဒေါသထွက်တယ်စိတ်ဆိုးတယ်ဒါပေမဲ့လည်း तू ကကြာကြာသိမ့်မထားဘူးမနေ့ကစိတ်ဆိုးတယ်ညနေဆိုရင်ပျောက်သွားပြီမရှိတော့ဘူးဒီနေ့စိတ်ဆိုးတယ်နောက်နေ့မရှိတော့ဘူးပျောက်သွားပြီစိတ်ထဲမှာဘလို့မှမသိမ့်ထားဘူးနံပါတ်1ပုဂ္ဂိုလ်တုန်းကကြာတော့စိတ်ထဲမှာသိမ့်ထားတယ်ဒီနံပါတ်2ပုဂ္ဂိုလ်ကြာတော့စိတ်ထဲမှာမသိမ့်ထားဘူးစိတ်တော့ဆိုးတယ် ဲ့မသိမ့်ထားဘူးပြီးပြီဒီနေ့ဖြစ်ဒီနေ့ထားခဲ့ပြီနောက်နေ့ထိသဲမလာတော့ဘူးအဲ့ဒါဘာနဲ့တူတဲ့ပုဂ္ဂိုလ်လို့ခေါ်လဲဘုရားကမြေစာနဲ့တူတဲ့ပုဂ္ဂိုလ်အားလုံးပြန်ပြောဘာနဲ့တူတဲ့ပုဂ္ဂိုလ်အေးမိမိကိုယ်ကိုမင်းနော်ငါတို့ဘယ်ထဲမှာပါလဲငါတို့ကကြောက်စာနဲ့တူတဲ့သူတွေလားမြေစာနဲ့တူတဲ့ပုဂ္ဂိုလ်တွေလားကိုယ်ကိုမေးကြည့်ကြနံပါတ်3ရေစာနဲ့တူတဲ့ပုဂ္ဂိုလ်ဥစ္စေတို့ရေပေါ်မှာစာရေးကြည့် စာရေးလို့ရပါမလားမရဘူးเนาะရေးကြည့်ရေးကြည့်เนาะခြေကရေးနောက်ကပြက်ခြေကရေးနောက်ကပြက်ရေးပေါ်မှာစာရေးလို့မရအောင်အဲ့ဒီလိုပဲတဲ့လောကမှာအဲ့လိုရေးစာနဲ့တူတဲ့ပုံကိုဆိုတာရှိတယ်ဘလို့မှစိတ်ဆိုးအောင်လုပ်လို့မရအောင်ပြီးခံတယ်ဘလို့အဆအဆဘလို့နောက်နောက်ဘလို့ဒုက္ခပေးပေးပြီးခံတယ်လုံးဝစိတ်မဆိုးတတ်ဘူးเนาะစိတ်ဆိုးအောင်ဘလို့မှလုပ်လို့မရတဲ့ပုံကို နော်အဲ့ဒီလိုပုံကိုမျိုးကိုကဘုရားကဘာနဲ့တူတဲ့ပုံကိုလို့ဟောလဲဒီတော့ဦးဇင်းတို့ပုံကိုမင်းရောက်ရသွားပြီလေ၃ရောက်ကြောက်စာနဲ့တူတဲ့ပုံကိုမြေစာနဲ့တူတဲ့ပုံကိုရေစာနဲ့တူတဲ့ပုံကိုဒီထဲမှာအဲ့လို၃မျိုးလုံးပါမယ်ထင်တယ်နော်တချို့ကအညိုအတေးကြီးမယ်ဒီလိုဆိုရင်ကြောက်စာနဲ့တူသွားပြီတချို့ကအညိုအတေးမရှိဘူးမြေစာနဲ့တူတဲ့ပုံကိုတချို့ကလုံးဝကိုစိတ်မဆိုးတတ်တာတီးခတ်နိုင်တယ်ခွင့်လွှတ်နိုင်တယ်မေတ္တာကြီးတယ် ဲ့ဒါကရေစာနဲ့တူတဲ့ပုဂ္ဂိုလ်เนาะအေးအဲ့တော့ဒီဥစ္စန္တလို့ခေါ်တဲ့ရွာလူကြီးကမြတ်စွာဘုရားကိုမေးတယ်မေးကုန်เนาะဘလို့ဆိုလို့ရှိရင်လူရင်ကြီးဖြစ်မလဲဘလို့ဆိုလို့ရှိရင်လူရိုင်းဆိုင်ဖြစ်မလဲလို့ရွာလူကြီးကမေးတော့မြတ်စွာဘုရားကအေးသူများကစိတ်ဆိုးအောင်လှုပ်လို့ဒေါသတကြီးနဲ့ပြန်တုတ်ပြန်ရင်အဲ့ဒါလူရိုင်းဆိုင်လူချမ်းကြီးပဲဘလို့ပဲစိတ်ဆိုးအောင်လှုပ်လို့ စိတ်မဆိုးတက်ဘူးဒေါသနဲ့မတုတ်ပြန်တက်ဘူးအဲ့ဒါလူရင်ကြီးလို့ဘုရားကဖြေတော်မူပါတယ်နော်ဒါနံပါတ်1ဗုဒ္ဓဖြေကြားတဲ့ပြဒနာတရားဖြစ်ပါတယ်ကဲဒုတိယပြဒနာက